မင်္ဂလာပါရှင်ကက်သလစ်ကျောင်းတော်ရဲ့269ရောက်မြောက်ပုံဟံမီကြီးအဖြစ် Robert Francis Prebos ကိုမနေ့ကရွေးချယ်တင်မြှောက်လိုက်ပါတယ်အခုရွေးချယ်တင်မြှောက်ခံလိုက်ရတဲ့ပုံဟံမီကြီးဟာ American ပြည်တော်စုကနေပုံဟံမီကြီးအဖြစ်ပထမဆုံးရွေးချယ်တင်မြှောက်ခံရသူလည်းဖြစ်ပါတယ်ပုံဟံမီကြီးပြန်လွန်တော်မူပြီးနောက်ယဟန်မီကြီးသည့်ရွေးချယ်ပွဲကို Vatican မြို့မှာရှိတဲ့ Sistine ဘုရားကျောင်းအတွင်း Cardinal ဘုန်းတော်ကြီး133ပါးကလူဝတ်စနစ်နဲ့ရွေးချယ်ခဲ့ကြပါတယ် အဲ့ဒီပူရဟမီဂျီတိရွေးချယ်ပွဲမှာမြန်မာနိုင်ငံကချားစ်မောင်ပိုလည်းပါဝင်ခဲ့ပါတယ်ရွေးချယ်ခံလိုက်ရတဲ့ပူရဟမီဂျီဖရီဘော့စ်ကလီယို14ဘွဲ့ခံယူမှာဖြစ်ပြီးပြန်လွန်တယ်မူခဲ့တဲ့ပူရဟမီဂျီဖရန်စစ်ဆောင်ရွက်ခဲ့တဲ့စီးရင်သားတွေနဲ့ရွှေပြောင်းအခြေကျနေထိုင်သူတွေကိုကူညီပံ့ပိုးတဲ့ကိစ္စရပ်တွေမှာအားပေးထောက်ခံသူလည်းဖြစ်တယ်လို့သိရပါတယ်အမေရိကန်နိုင်ငံချီကာဂိုမြို့မှာမွေးဖွားခဲ့တဲ့ပူရဟမီဂျီတိဟာ ပေရူးနိုင်ငံမှာနှစ်ရှည်လများသာသနာပြုခဲ့သူလည်းဖြစ်ပါတယ်။အသက်69နှစ်အရွယ်ရှိပြီဖြစ်တဲ့ပုတ်ရဟန်းမင်းကြီးတဲ့ဟာစပိန်၊အင်္ဂလိပ်၊ပေါ်တူဂီ၊ပြင်သစ်နဲ့အီတလီဘာသာစကားတွေကိုရေးသားပြောဆိုနိုင်သူဖြစ်တယ်လို့သိရပါတယ်။အမေရိကန်ရဲ့ပထမဆုံးပိုဟေဟမင်းကြီးဖြစ်လာတဲ့ကာဒီနယ်ရောဘတ်ဖရန်စစ်ဖရီဗို့စ်ကိုအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကနိုင်ငံအတွက်ဂုဏ်ယူကြောင်းသူပိုင်ဆိုင်တဲ့ True Social Media မှာရေးသားဖော်ပြထားပါရဲ့ရှင်။